အနာသိန်းဖြစ်စဉ်စတင်ခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်မေလအထိပြည်ပဟာရီအတွင်းမှာအမျိုးသမီးနဲ့အမျိုးသမီးလိုခံယူထားသူတွေပေါ့နိုင်ငံဖက်ခံရတဲ့အမှုပေါင်း963မှုရှိခဲ့တယ်လို့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာ WLB ရဲ့ထုတ်ပြန်ချက်စာတမ်းအရသိရပါတယ်။ကျူးလွန်မှုတွေမှာမရိမှု183မှုနိုင်ငံဆိုင်ရာအကြံဖက်ခံရမှု958မှုနဲ့အထွေထွေကြားမအခြေပြုအကြံဖက်မှု88မှုလို့ရှိခဲ့ပါတယ်။ ပရိပခါရီအတွင်မှာဥပဒေရေးရာအားနည်းမှုတွေကြောင့်ကျူးလွန်သူလက်နက်ကိုင်ဖွဲ့စည်းတွေပေါ်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုံဆောင်နိုင်ကြောင်းကိုမြို့သမီးရေးရာကုညီလုံဆောင်နေကြသူတွေကထောက်ပြပြောဆိုနေကြပါတယ်။ ဒီနှစ်ပေါင်းများစွာကျွန်တော်နိုင်ငံမှာဒါအာပြည်ရင်းစစ်ဆိုတာအကဘာပေါ်မှာအရှိကြဆုံးလို့တော့ပြောလို့ရတယ်ဖြစ်လာခဲ့တာကြာပြီဆိုတဲ့အခါကျတော့ထိခိုက်နေတာမှုတွေကနေရာအစုံမှာဒါမျိုးဆက်အလိုက်ကိုဖြစ်ပွားနေတာရှိတယ်။နောက်ကျူးလွန်တဲ့သူတွေကိုကြည့်မယ်ဆိုရင်လည်းအများစုကတော့ဒီမြန်မာစစ်တပ်ကနေကျူးလွန်တာဖြစ်တယ်ပေါ့နော်။ကြံတဲ့လက်နက်ကိုင်အင်အားစုတွေထဲမှာလည်းကျူးလွန်တာတွေကျွန်တော်တို့မှတ်တမ်းတွေ့ရှိရတယ်ရှိတယ်ပေါ့နော်။ဆဲအုပ်စုကဘာကြောင့်နှစ်ပေါင်းများစွာအကြမ်းဖက်မှုကျူးလွန်တာလဲကိုအဓိကလေ့လာကြည့်တဲ့အခါမှာဒီပြစ်ဒဏ် ကင်းလို့ခွင့်ရနေတဲ့ကိစ္စအဓိကအကြောင်းရင်းဖြစ်တယ်။ဘသူမို့လို့ဘယ်ဝါမို့လို့ဘယ်ကာလမှာမို့လို့ဘသူ့ကိုမို့လို့ဆိုရဲအဲစဉ်းစားချက်တွေနောက်ကနေမှအဲတရားရေးမတိုင်းဘက်ကအရေးယူမှုပြက်ကွက်တာပေါ့နော်။ပြစ်မှုကျူးလွန်မှုတွေဖြစ်တယ်ဆိုရင်ဖြစ်တဲ့အတိုင်းချွင်းချက်မရှိအရေးယူနိုင်ဖို့လိုတယ်။အဲ့လိုအရေးယူမှသာလင်ဒီကိစ္စတွေရရက်တန်သွားမှာ2021 February လတရက်ကနေ2025မေလအထိစကိုင်းရှမ်းကင်းနီဒေတာတွေကမြို့သမီးတွေဟာ လိန်ကျန်းဖတ်မှုတောင်မကပဲတပ်ဖြတ်မှုတွေအထိဖြစ်ပွားခဲ့ကြောင်းကိုလည်း WFP ကဖော်ပြထားပါတယ်။စကိုင်းတိုင်းတွေက တော်လန်ရေးအဖွဲ့ဝင်တွေဘက်ကကိုတိလက်ရောက်ကျူးလွန်မှုကိုခံခဲ့ရပြီး6လကျော်ကြာတဲ့အထိကျူးလွန်သူတို့တိုက်ကြားခံရသူကိုအပြစ်ပေးအရေးယူတာမရှိသေးတဲ့အတွက်မျော်လင့်ချက်ကင်းမဲ့နေတဲ့ခံစားချက်ခံစားနေရကြောင်းကိုကျူးလွန်ခံရသူလူငယ်မျိုးသမီးက TVB ကိုပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းတော်လိုင်းဘက်ကဆိုရဲသူရဲ့ကုတိလျောက်ဂျပတ်ကျူးလူမှုတွေကိုခင်းသားရပြီးတော့အခုချိန်ထိတရားမျှတမှုမရရှိသေးတဲ့အတွက်မျိုးလင့်ချက်ကိမဲခင်းသားချက်ကိုခင်းသားရတယ်ကျူးလွန်သူတွေကအရေးအရေးယူခံရဖို့ကအရေးကြီးပါတယ်ဒါပေမဲ့ဒီတရားဥပဒေစွန့်မှုရေးတရားစီရင်ရေးမှာတောင်းဝန်ရှိနေတဲ့သူတွေကိုယ်တိုင်ကကျူးလွန်သူတွေဖြစ်နေတာမျိုးတောင်းဝန်ရှိသူတွေကကျူးလွန်သူဘက်ကနေပြီးတော့ယက်တီနေရမျိုးတွေပေါ့နော်အဲ့လိုတွေကြောင့်ဒီကျူးလွန်ခံရတဲ့အမျိုးသမီးတွေ အတွက်တရားမျှတမှုရရှိဖို့မပြောနဲ့ပေါ့နော်ဒီလူမသိသူမသိပျောက်ကွယ်သွားတဲ့အမှုတွေမှာအများကြီးပေါ့နော်ပြည်နယ်ကင်းလွတ်နေတဲ့ကျွလွန်သူတွေကိုအရေးယူပြီးတော့တရားမျှတမှုရှာဖွေရမှာအလုံးဝိုင်းဝန်းပြီးတော့ပါဝင်ဖို့ပါဝင်ဖို့ကြိုးစားရပါမယ်လို့ပြောချင်ပါသေးပါဟုတ်လိန်ချမ်းဖတ်မှုတွေမှာကြောက်ဆုံးခဲ့သူတွေကိုအောင်မြင်ခြင်းနဲ့လိန်ချမ်းဖတ်မှုတွေကနေလွတ်မြောက်လာသူတွေနဲ့အတူယက်တီချောင်းပြသဖို့ အနီရောင်နှကန်းဒီဆိုကပါဝင်နိုင်တဲ့ကဘာလုံးဆိုင်ရာကမ်ပိန်းကိုဇွန်လ19ရက်ကနေ26ရက်နေ့ထိပြုလုပ်နေပါတယ်။မြန်မာနိုင်ငံကပြည်ပခရရဲ့အတွင်းမှာနေမိုင်းဆိုင်ရာစံဖတ်မှုခန်းစားနေရတဲ့မျိုးသမီးတွေနဲ့အတူရက်တီကြောင့်နိုင်ငံပေါင်း30ကျော်ကအမျိုးသမီးရေယာဖွဲ့ပေါင်း60ကျော်ကနေလဲပူးတွဲထုတ်ပြန်ချက်တစ်စောင်ကိုဇွန်လ22ရက်နေ့မှာထုတ်ပြန်ခဲ့ပါသေးတယ်။ကျွန်မဝေပါ